မိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချိုချိုသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံရကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကိုမရှိဘူးလားရှိတယ်အဲ့ဒါတွေဟာအင်မတန်အပြစ်ကြီးတာပဲနော်အင်မတန်အပြစ်ကြီးတယ်ဟိုဗမာစကပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်စက်သားသမီးဒုက္ခတစ်သက်ဟုတ်ရဲ့လားအေးဒါတွေက တချို့ကလည်းပဲမိဘစိန်ရည်တဲ့နေလို့ပြောကြတယ်နော်။ဦးဇင်းတို့မြတ်စွာဘုရားကတော့စိန်ရည်လို့ဟောထားတာတော့မတွေ့ဘူး။မီးလို့ဟောထားတာတော့တွေ့ဘူးတဲ့။ပိုတောင်ကြောက်စရာကောင်းတယ်။ဘာတဲ့တို့မီးတဲ့။မိဘဆိုတာသာသမီအတွက်မီးပဲ။ကောင်းကောင်းမွန်မွန်မကင်တွဲတတ်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ်။ဟုတ်ရဲ့လား။ဦးဇင်းတို့တင်ဂုတ်တို့ပါဠိတော်မှာအခိတုတ်တန်ဆိုပြီးတော့ရှိတယ်အတူချုပ်လေးပြောပြမယ်။ ပုံနာတယောက်ကမီးပူဆိုတယ်အကျွေးတွေအမွေးတွေနဲ့ပေါ့လေအဲ့ဒါမြတ်စွာဘုရားကြွသွားတော့ဟဲ့သူရုပ်မှရက်ဒီမှာမီးပူဇောနေတယ်ပေါ့အဲ့ဒါလိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်အမအံ့ဩတယ်ဒီမှာမီးတောင်နေတာသူဒါပဲသိမှာပေါ့အဲ့ဒါမြတ်စွာဘုရားကတခါကြီးမီးဆိုတာလောကမှာခုနှစ်မျိုးရှိတယ်တဲ့ပယ်ရမယ့်မီးက၃မျိုးတဲ့ ဘယူဆိုင်ရမယ်မိက3မျိုးတဲ့နော်ငိမ့်တဲ့အချိန်ငိမ့်တောက်တဲ့အချိန်တောက်စေရမယ်မိက1မျိုးတဲ့မိ9မျိုးရှိတယ်ပယ်ရမယ်မိဆိုတာကယာကာမိဒေါသမိမောဟမိပိတ္တတို့သိတယ်နော်ဆွဲလန်းမှုမကျင်တတ်မှုတွေဝေမှိုက်မဲမှုပေါ့အဲ့ဒါကပယ်ရမယ်မိအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမိလို့လောင်ကျွမ်းစေတယ်မိလို့ပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ်မိငိမ့်တတ်ပြရမယ်မိပေါ့ ရုစားရမယ့်မီးကလည်း၃မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမီးကမိဘဆိုတဲ့မီးပဲတဲ့မိဘဟာမိဘဟုတ်ရလားအင်းမိဘကိုမယုံမသိပြောမယ်မိဘကိုမလေးမစားဆက်ဆံမယ်ဆိုရင်ကို့ပေါ်တိတ်ကောင်းထားတဲ့လူတယောက်ကိုဆက်ဆံတဲ့နေရာမှာဂရုစားရမယ်တာမန်လူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရဘူးတာမန်လူထားတဲ့မြစ်တာစေတနာမျိုးအဲ့ဒီလူကကို့ကိုထားတာမျိုးမဟုတ်ဘူး မိဘကကိုယ်ကိုထားတာကတာမန်လူထားတဲ့စေနာမေတ္တာမျိုးဟုတ်သလားအဲ့တော့တာမန်လူပေါ်မှာဆက်ဆံတဲ့လူမျိုးဆက်ဆံလို့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါသဘာဝကြကြစဉ်းစားကြည့်တာနော်ဒါကြောင့်မိဘကိုကောင်းကောင်းမွန်မွန်ကင်တွေရမယ်မဟုတ်ရင်တော့အဲ့ဒါမီးလိုလောင်ခံရလိမ့်မယ်နောက်ပြီးတော့ကဟပတကီတဲ့အင်ရှင်လင်ယောက်ျားမီးနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အကျိုးကျေးဇူးများတယ်ဘလို့ပဲတချို့နေရာတွေမှာမကောင်းမှုဆိုစေကမှု ဘလို့မှညင်းလို့မရတဲ့ကောင်းတဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်။နော်နောက်ဆုံးအရက်တော့ပြီးတော့ဖေးရိုက်ပြီးတော့နေတာမျိုးရှိချင်ရှိမယ်ပေါ့ဟုတ်လားဘလို့မှအားကိုးလို့မရတဲ့အနေထားမျိုးရှိနေတဲ့ဆိုအောင်တောင်မှဒီလင်ယောက်ျားရဲ့အရေးဆိုတာမိသားစုရဲ့အပေါ်မှာအများကြီးရှိတယ်။နော်လင်ယောက်ျားမရှိတဲ့အိမ်နဲ့ရှိတဲ့အိမ်ဆိုတာအများကြီးကွာတယ်။ဟုတ်ရဲ့လားဒါနားလည်ဖို့လိုတယ်နော်။ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီကဟပတကိအင်ရှင်လင်ယောက်ျားဟာလည်း မီးပဲတဲ့သူ့ကိုလည်းပဲမယုံမသိဆက်ဆက်ရင်အဲ့ဒါဒုက္ခရောက်နိုင်တယ်ဒါဒကာကြီးတို့မှအထူးသဖြင့်ဒကမာကြီးတွေသတိထားเสียပါတော့နော်ဒါဦးဇင်းတို့ကယောက်ျားလေးတွေမှုယောက်ျားလေးတွေဘက်ကပင့်ပြီးတော့ပြောတာမျိုးမဟုတ်ဘူးနော်ဘုရားကိုယ်တော်တိုင်ဟောခဲ့တာဟုတ်ရဲ့လားအေးအဲ့ဒါကိုဘယ်လိုက်မှုမရှိပဲနဲ့အေးအေးဆေးဆေးညံပါပါစဉ်းစားကြည့်နော်အင်ရှင်လင်းယောက်ျားရဲ့မိသားစုတစုလုံးပေါ်မှာကြီးမားတဲ့ဂျေစုတရားဟုတ်ရဲ့လားဒါကြောင့်သူလဲပါတော့ မီးပဲနောက်ဥစဉ်တို့ကယူဆိုင်ရမယ်နောက်ဆုံးမီးကတော့သူတော်ကောင်းမီးတဲ့နောက်သူတော်ကောင်းတွေကလည်းလောကကြီးပေါ်မှာကျေးဇူးများလွန်းလို့သူတော်ကောင်းတွေရဲ့ပေါ်မှာကောင်းကောင်းမွန်မွန်မဆက်ဆံဘူးကောင်းကောင်းမွန်မွန်မတုံ့ပြန်ဘူးဆိုရင်အဲ့ဒါလည်းမီးလို့လောင်ကျွမ်းတတ်တယ်ဟုတ်ရလားအေးငြင်းတဲ့ချိန်ငြင်းရမယ်တောက်စီတဲ့ချိန်မှာတောက်ရမယ်ဆိုတဲ့မီးကတော့ ထင်းမီတဲ့အခုလျှက်စစ်မီပေါ့အခုခေတ်ကြတာဟုတ်ရလားအေးအဲ့တော့မီဘယ်နှမျိုးတော့ခုနှစ်မျိုးအဲ့တော့ရှေးသူကြီးသူတော်ကောင်းတွေကတော့ဗမာရှေးလူကြီးတွေကတော့မိဘကိုမယုံမသိမလေးမစားကျေးဇူးကမ်းတယ်ဆိုရင်မိဘစိန်ရင့်လိမ့်မယ်လို့ပြောတာမြတ်စွာဘုရားကတော့ဘလို့ပြောတာလဲမီလို့လောင်လိမ့်မယ်လို့ပြောခဲ့တာဟုတ်ရလားဒါကြောင့်မိဘရဲ့ကျေးဇူးကိုတိဖို့မလိုဘူးလားလိုတယ်ဟုတ်ရလားအေးအဲ့တော့ဦးဇင်းတို့ မိဘကျေးဇူးကိုမဆက်လို့မိဘကျေးဇူးကို မသိလို့နော်နားလည်းမရှိဘဲနဲ့မိုက်မိုက်ကန်းကန်းနေကြမယ်ဆိုရင်တော့နောင်ဒနဲ့လည်းပူရလိမ့်မယ်နော်ကိုတချိန်မှာအကြီးအကျယ်အဆင်မပြေတာတွေဖြစ်တာမျိုးဒေကောင်ပေါင်းလည်းဖြစ်တာမျိုးအဲ့ဒီအချိန်တွေမျိုးမှာဒါမှမဟုတ်အသက်ကြီးလာပြီးမိဘတွေကမရှိတော့ဘူးဆိုတဲ့အချိန်မျိုးမှာငါလုံနိုင်ပါလျက်နဲ့လုံတဲ့လုံထိုက်တဲ့လုံကိုမလုံခင်ရဘူးလို့ နောင်တတွေနဲ့ပူလောင်စရာအကြောင်းမရှိဘူးလားရှိတာပေါ့ဒါကြောင့်ဦးဇင်းတို့သဏ္ဍတဏ္ဍဇတ်မှာဘုရားလောင်သဏ္ဍတဏ္ဍမင်းကြီးကလူတွေမှာနောင်တတရား10မျိုးရစရာအကြောင်းရှိတယ်တဲ့နောင်တ10မျိုးဟောထားတာရှိတယ်သိလားငဲကလည်းရင်မသိင်ပညာဥစ္စာမစုသူချစ်ကိုဖြတ်သူတသက်သာသူမရ၌ပြမတုံမိပစ္စည်းရှိလျက်ဆိုးစီမဲ့လူမွေးမျိုးမိဘမပြုကြနဲ့ ငယ်တုန်းကစပညာမသင်ခဲ့ဘူးအဲ့ဒါကြီးရင်နောင်တရမယ်။နောင်တဆယ်မျိုးဟောရင်တရားအများကြီးရှိသေးသွားမယ်နော်။အဲ့ဒီနောင်တရဆရာဆယ်မျိုးထဲမှာမိဘကိုပြုစုမွေးမြူခြင်းမပြုခဲ့ခြင်းတည်းလည်းပဲနောင်တရခြင်းရဲ့အကြောင်းတရားတစ်ခုပါတဲ့။အဲ့ဒါနောက်တစ်ချိန်မှာနောင်တနဲ့ပူလောင်အောင်မိဘကိုပြုစုလှုပ်ကြွေးမှုမရှိခြင်းတည်းနောင်တရစေခြင်းရဲ့အကြောင်းတရားတစ်ခုလို့နားလည်ရမယ်။ဟုတ်ရလား။အေးပြီးတော့ဦးဇင်းတို့ဒါကတော့ ဟိုမျက်မြင်လောကအမြင်အရပြောချင်တာပေါ့လေကိုကမိုက်မဲတယ်ဆိုရင် မိုက်မဲတဲ့သာသမီလေးတွေရတတ်တယ်ကိုကမိဘအပေါ်မှာတိတ်ပြီးတော့မကြည့်ဘူးဆိုရင်အဲဒါလိုပဲမိဘအပေါ်မှာတိတ်မကြည့်တဲ့သာသမီမျိုးရတတ်တယ်ဒါဟိုဒါရိုက်ကြီးဒဋ္ဌိကြီးမှန်မယ်လို့တော့မဆိုလိုဘူးပေါ့လေဟုတ်ရဲ့လားဒါပေမဲ့ဥစဉ်တို့လောကအတွေ့အကြုံရဥစဉ်မိခင်ကြီးကအလွန်ပြောတယ်နော် ဆိုးရတဲ့သာသမီများဟာမိဘပေါ်မှာမကောင်းတဲ့သာသမီများဟာသူတို့ပေါ်မှာမကောင်းတဲ့သာသမီမျိုးတွေကြီးရတာကိုသူတော်တော်များများတွေ့ရတယ်တဲ့အဲ့ဒါသူကတော့သူ့ကိုယ်သူအမြဲတမ်းလဲဂုဏ်ယူပြီးတော့ပြောတယ်မိဘရဲ့အပေါ်မှာအင်မတန်ကောင်းတယ်ဦးစင်အမေကဒါကြောင့်မို့လို့သူသာသမီ9ယောက်ရှိတယ်သူ့အပေါ်မှာအင်မတန်ကောင်းတဲ့သာသမီတွေရှိပဲသာသမီနဲ့ပတ်သက်ပြီးတော့သူ့မှာစိတ်ဆင်းရဲတဲ့အကြောင်းမရှိဘူးလောကကြီးရဲ့အင်မတန်ဆန်းကျင်တဲ့သဘောပေါ့နော် ံတူအကျိုးပေးလို့ပြောရင်လည်းပဲရနိုင်ကောင်းပါရဲ့ဟုတ်ရဲ့လားဒါကြောင့်ကိုဘဝနောင်ရီကိုဘဝရဲ့နေဝင်ခြင်းကိုကြည်ပြီးတော့ကိုကိုကိုချစ်တော်အဖြစ်လည်းပဲမိဘတွေပေါ်မှာကောင်းတဲ့နေလို့ထင်တယ်ဟုတ်လားကိုဘဝနေဝင်ခြင်းကဘုစုလက်ထက်နေဝင်ရမှာတော့သားသမီးတွေလက်ထက်နေဝင်ရမှာတော့ချစ်ချစ်မုံမုံစိတ်တိုင်းကြကြမကြကြဟုတ်လားအခုချိန်မှာတော့ကိုကသွားနိုင်တာနဲ့စားနိုင်တောင်းနိုင်ဆိုတော့ခက်တင်းနေနေခြင်းနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီအခြေအနေမျိုးကအမြဲတမ်းရှိမလား မရှိဘူးเนาะပြည်စည်းဥစ္စာဘလောက်ပဲပြည်စုံပြည်စုံသာသမိနဲ့กินပြီးတော့အနာကဦးဇင်းတို့ဘဝနေဝင်ချိန်မှာအဆင်ပြေဖို့ဆိုတာမလွယ်ဘူးအဲ့တော့သာသမိကမကောင်းဘူးဆိုရင်တော့တေချာဖို့စိတ်ညစ်ရမှာပဲဒါကြောင့်ကိုသာသမိလေးတွေကိုငငယ်လေးတွေကစလိမ်မာရေးချရှိအောင်ကိုတာဝန်အပြည့်အဝရှိတယ်လုပ်ပေးရမယ်ဟုတ်ရဲ့လားအဲ့တလို့လှုပ်ချင်းသည်သူ့ကိုကောင်းအောင်လုပ်ရတော့ရောက်တယ်လို့ကိုကိုကိုလည်းကောင်းအောင်လုပ်ပြီးသားမရောက်ဘူးလားရောက်တယ်ဟုတ်ရဲ့လား ေးအခုတနည်းပြောပြမယ်နော်မိဘအပေါ်မှာကောင်းခြင်းတည်မလဲကို့အပေါ်မှာကောင်းတဲ့သားသမီးမျိုးရနိုင်တယ်မိဘအပေါ်မှာမကောင်းသောအဖြစ်ကို့အပေါ်မှာမကောင်းတဲ့သားသမီးတွေလည်းရတတ်တယ်ဘုရားရှင်ကဒါလေးကိုပြောတော့ဇတ်တော်လေးတစ်ပုဒ်ကိုအမှတ်ရတယ်သိလားဇတ်တော်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ဏိကုံချုပ်နော်ဘာပြောခြင်းလဲဆိုတော့သားဖနှစ်ယောက်ရှိတယ်သားဖနှစ်ယောက်ရှိတယ် ဖေကြီးကသားကိုအင်မတန်ချစ်တယ်။အဲ့ဒါနဲ့ငါသားမင်းအိမ်တော်ပြုတော့အာအဖေကိုပြုစုလို့ကြွေးအောင်မယ်အိမ်တော်ပြုသေးဘူးပေါ့။အဲ့လိုပြောတဲ့အခါကျတော့မညာဘူးဖေကြီးကဇွတ်တခါတဲ့ကျော်တဲ့ကအမျိုးသမီးတယောက်နဲ့သူ့သားကိုပေးစားတယ်။အဲ့တော့အိမ်တော်ကြသွားရော။နောက်တော့သူတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါကျတော့ဒီအဖိုးကြီးကိုချွေးမကမကြည်ဘူး။မကြည်ဘူးတော့ဘူး။မကြည်ယူတဲ့အခါကျတော့ဒီယောက်ျားကိုအမြဲတမ်းသူကတိုက်တယ်ပေါ့ဖေကြီးနဲ့သားရဲ့ကြောင် အဲ့လိုပြောပါများတော့သင်္ကုတ်တောင်တိုက်ပါများရင်နေသေးတာကိုဟုတ်ရဲ့လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့ဖေးအပေါ်မှာသားကလည်းအမြင်မကြည့်တော့အဲ့ဒါလို့နဲ့နင်းလာရင်းနဲ့သူတို့မှသားလေးတယောက်မွေးလာတယ်အဲ့ဒီသားလေးကလည်းနည်းနည်းတဖြည်းဖြည်းနဲ့ကြီးလာတဲ့အရွယ်ရောက်လာပြီပေါ့နောက်ခုနှစ်နှစ်သားရှစ်နှစ်သားလေးအရွယ်ရောက်လာတယ်အဲ့ဒီအချိန်မှာပဲအကြီးကျယ်ပေါက်ကွဲရတယ်မိမဖြစ်တဲ့လူကရှင့်ဖေကိုအသေးတတ်ရင်တတ်မတတ်ရင်ကျမဒီအိမ်ကဆင်းပဲဒါမျိုးဖြစ်လာတယ် အဲ့ဒါနဲ့သားကလည်းဘယ်လောက်ထိမိုက်တုံဆိုတော့ကဲအဲ့လိုဆိုရင်ငါအဖေကိုတတ်မယ်ဆိုရင်ဘယ်လိုတတ်ရမှာတုံးတင်းကျန်ကုန်းခေါ်သွားတဲ့တော်ရဲကိုခေါ်သွားတဲ့ဖေကြီးကလည်းပဲအိုကြီးဆိုတော့ဘာမလုပ်နိုင်တော့ဘူးအဲ့ဒါတွင်းတူးပြီးတော့အဲ့ဒီတွင်းထဲကိုထည့်ပြီးတော့ပေါက်ပြားနေတာတခါတည်းထုတ်သက်ပြီးတော့မြုပ်ထားခဲ့လို့အဲ့တိုင်ခိုင်တာအဲ့ဒါနဲ့သားဖြစ်တဲ့လူကကောင်းပြီဆိုပြီးတော့ဖေကြီးကိုလှဲပေါ်တင်ပြီးတော့တင်းကျန်ကိုခေါ်တယ်အဲ့မှာသားပေါက်စာလေးကသူတို့သားလေးက အဖေနဲ့အမေနဲ့ကဒီသူ့အဖိုးကိုတတ်မယ်လို့တိုင်းမင်းနေတာကိုသူကနားထောင်ပြီးချောင်းပြီးတော့နားထောင်တော့ကြားတယ်။အဲ့ဒါနဲ့အဲ့ဒီသားလေးကပညာရှိတယ်။ဉာဏ်ရှိတယ်။ဒီတိုင်းဆိုရင်တော့ငါအဖေဟာအဖေတတ်တဲ့ကံကြီးထိုက်ပြီးတော့အကြီးကြီးဒုက္ခရောက်မှာပဲ။မဖြစ်စေရဘူး။ငါတားဆီးမယ်။ဒါပေမဲ့ဒီတိုင်းငါတားရင်တော့ငါအားနဲ့လည်းရမှာမဟုတ်ဘူး။အဲ့အကြောင်းဥပေတမီနဲ့ငါတားမယ်ဆိုပြီးတော့အဖေကျုပ်လက်လိုက်မယ်ဘလို့မှတားလို့မရဘူး။အဲ့ဒါလှဲပေါ်သူ့ဘာလိုက်သွားတယ်အဲ့ဒီကလေးက။ အဲ့ဒါဒီယောက်ျားကဒီသားကလည်းကောင်းပြီဆိုသူ့သားကိုခေါ်ပြီးတော့ဟိုမြေဖိုးသားဖသုံးယောက်ပေါ့လေသွားကြတာအဲ့ဒါနဲ့ဖေကြီးမြန်မာဆိုလို့ဖေကြီးကိုလှဲပေါ်တင်လှဲချွတ်ပြီးတော့တခါတည်းတွင်ကြီးတူတယ်တွင်တူတဲ့အခါကျတော့သားကမေးတယ်အဖေဒီတွင်ကဘာလုပ်မလို့တော့အာဖိုးငါအဖေကိုမြုပ်မလို့ကွာအဲ့လိုပြောတဲ့အခါကျတော့ဖေကတူရတာမပြီးသေးတော့မောပြီးတော့နားတဲ့အချိန်မှာ သားကအဲ့ဒီပေါက်ပြားယူပြီးတော့ဟိုးနားလေးမှာခက်လန်းလန်းမှာတခါသားကလည်းအတင်းတူးတယ်တွေ့တူးတဲ့အခါကျတော့ငါသားမင်းဘာလို့မလို့အဲ့အတွင်းတူးတာတော့ဟာကျွန်တော်လည်းအဖေလန်းစင်လိုက်ရမယ်အဖေကအဖေရဲ့အဖေကိုမြုပ်တယ်လို့ကျွန်တော်ကလည်းအဖေကိုမြုပ်ဖို့အတွက်ဒီတွင်းကိုတူးတာဘေးတည်းစဉ်းစားတော့စဉ်းစားတော့ဟုတ်ရဲ့လားဘာလို့သူ့အဖေမြုပ်ဖို့သူကတူးတယ်လို့သူ့သားကလည်းသူ့ကိုမြုပ်ဖို့တွင်းတူးတာအဲ့ဒီကြမှာ तू တော်တော်လန့်သွား မင်းဘာတွေပြောတာတုံးပေါ့မဟုတ်တယ်လေခမရလဲခမရအဖေကိုခမရမှုတ်ကျုပ်လဲကျုပ်ဖေကိုကျုပ်မြုပ်အဲ့လိုပြောတော့မှ तू တော်တော်ထိတ်လန့်သွားတယ်ငါသာဒါမလုပ်ကောင်းဘူးဟာခမရအဲ့လိုပြောသလားပေါ့တကယ်တမ်းငါကျုပ်ကဒါတွေကိုတကယ်လှုပ်ချင်လို့မဟုတ်တကယ်စိတ်ကူးရှိတာမဟုတ်အဖေကိုစဉ်းစားမိအောင်လို့ပြောတာကို့ပေါ်မှာကျေးဇူးကြီးလာတဲ့အဖေကိုဒီအမေရဲ့စကားကိုနားထောင်ပြီးတော့ခမရဒီလိုလှုပ်တာကောင်းလားလို့အဲ့ဒီမှာ तू လက်တွေ့ဆုံးမတာအဲ့တော့ဦးဇင်းတို့က ီဇက်တော်လေးကိုဘာကြောင့်အမှတ်ရတာလဲဆိုတော့ဩကို့အဖေကိုမြုပ်ဖို့ကြိုးစားတော့ကို့သားတွေကလည်းကို့ကိုပြန်ပြီးတော့မြုပ်ဖို့ကြိုးစားကြတာပဲဒီဥပမာတူစွာပဲဟုတ်ရလားခုလူတွေကစုံရီစုံရီဆိုပြီးတော့ပြန်ပြီးတော့ဆံဖို့ကိုမကြိုးစားဘူးဟင်ဟုတ်တယ်မဟုတ်လားမိဘကသားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အပေါ်ကိုပြန်တက်လာတဲ့လူကိုမရှိဘူး အဲ့တော့ကိုကလည်းပဲစုံရည်ဆိုပြီးတော့အကြောင်းပြန်ပြီးတော့မဆံမဲနဲ့စုံစင်းသွားမယ်ဆိုရင်တော့သားသမီးတွေကလည်းစုံရည်ဆိုပြီးတော့အောက်ကိုပဲဆက်ပြီးတော့ဆင်းသွားမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒီစုံရည်ဆိုတဲ့သဘောကြီးကဆံလို့မရဘူးလားရတာပေါ့ကို့ပေါ်မှာပဲမူတည်တာပဲမဟုတ်လားအဲ့ဒါကိုကဆံရည်ဖြစ်အောင်ကြိုးစားမယ်ဆိုရင်ကိုသားသမီးတွေကလည်းပဲကိုလမ်းစဉ်ကိုလိုက်အတုမြင်အတက်တင်ပြီးတော့ဩကိုရဲ့စိတ်ဓာတ်ကိုလေးစားအားကျပြီးတော့ဟုတ်ရလား ိုယ့်ရဲ့အတုတွေကိုလိုက်မလာပေဘူးလားလိုက်လာမယ်ကိုကမိဘပေါ်မှာကလန်ကဆန်ဆက်ဆံနေတာတွေကိုကိုသားသမီးတွေကမမြင်မဲနေမလားဘလို့မှလေးစားမှာမဟုတ်ဘူးဟုတ်လားအဲ့တော့သူတို့နဲ့ကြရင်လည်းကိုယ့်ကိုမလုပ်လိုက်မယ်တော့ကလန်ကဆန်ဆက်ဆံမှာပဲပေးတဲ့တို့စဉ်းစားတော့ဒါကြောင့်မိဘကျေးဇူးကိုဆက်တဲ့နေရာမှာကျေးဇူးရှိလို့ကိုဆက်ရတဲ့အပိုင်းကတော့အဓိကပါဟုတ်လားနောက်ပြီးတော့ကိုကိုကိုအစဉ်ပြေအောင်လှုပ်သောအဖြစ်ကိုလည်းပဲ ဆက်တဲ့နေလို့ထင်တယ်။ဟုတ်ရလား။ဘယ်ရှုတော့ငါပဲကြည်ကြည်မိဘကျေးဇူးဟာတိမြင်သားလည်းပြီးတော့တတ်နိုင်တယ်မြတ်မဆက်တဲ့မို့လား။ဆက်တဲ့နာဘော။ဟုတ်ရလား။ဒါကြောင့်ပေးတတ်ပေါင်းတော်ကောင်းတို့မိဘနဲ့ပတ်သက်ပြီးတော့ပြောရင်ကုံနိုင်ပေါ်ရမရှိဘူး။အဓိကကတော့အမှန်တရားကိုတိမြင်သားလည်းပြီးတော့လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ကြဖို့ပါ။ဒါပါပဲ။ဟုတ်ရလား။ဦးဇင်းတို့အခုပြောနေတဲ့စကားတွေထဲမှာလှုပ်ကြံပြီးတော့ပြောနေတာတခုမှမပါဘူး။ တော့မိဘကျေးဇူးကိုအောင်မပြောနိုင်ဘူးဆိုတာလည်းအမှန်ပဲသာသမီတွေပုံမှာမိဘတွေကချစ်တယ်ဆိုတာလည်းအမှန်ပဲအကျိုးစီးပွားကိုလိုလားတယ်ဆိုတာလည်းအမှန်ပဲကိုယ်တိုင်မိဘဖြစ်နေတာအင်မတန်ထင်ရှားတဲ့ဥပမာပေါ့မသိတာဘူးလားသိတာတာပေါ့ဟုတ်ရဲ့လားအဲ့တော့အဲ့ဒီအချက်တွေကိုစဉ်းစားလိုက်မယ်စဉ်းစားမိမယ်ဆိုလို့ရှိရင်မိဘတွေရဲ့အပေါ်မှာကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့တုံ့ပြန်ခြင်းစင်မှန်တဲ့စေတနာမေတ္တာတွေထားနိုင်ခြင်းအဲ့လိုမျိုးကောင်းမြတ်တဲ့အပြုအမူတွေမဖြစ်ပေဘူးလား ဖြစ်မယ်။ဒါကြောင့်ပိသပေါင်းတို့တော်ကောင်းတို့မိဘရဲ့ကျေးဇူးတရားကို အထူးသိမြင်ကြဖို့မလိုဘူးလား။